ဟောကြားခဲ့ဒီနေ့ပဲနိဂုံးချုပ်နိုင်ခဲ့တယ်အဲ့လိုနိဂုံးချုပ်နိုင်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုလူပြေပြန်ကြွဖို့လာရောက်ပင့်တဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲလို့ဆိုရင်ရှင်မမောကလံဖြစ်ရှင်မမောကလံဟာဗာရင်းသုံးလပတ်လို့မြတ်စွာဘုရားကိုညှော်လင့်ပြီးတော့နေကြမြတ်စွာဘုရားပဲအပြန်ခကြီးမှာဘယ်ကလာမယ်ဆိုတာ၄ရှင်သာရိပုတ္တရာတို့ဒီ ရှင်သာရိပုတ္တရာကတကောအရာမဟုတ်သည့်အတွက်ကြောင့်ရှင်သာရိပုတ္တရာစီချင့်ကပ်ပြီးတော့မေးကြတာမဟုတ်ဘူးတကောအရာဣတရေရတဲ့ရှင်မောကလန်တို့ချင့်ကပ်ပြီးတော့မေးတယ်ကြည်နိုင်မြင်နိုင်တဲ့ရှင်နုရုဒ္ဓတို့ချင့်ကပ်ပြီးတော့မေးကြတယ်အဲ့လိုမေးတဲ့အခါမြတ်စွာဘုရားရဲ့လူပြည်အပြန်ခရီးနဲ့ပတ်သက်ပြီးတော့အလုံးလောကလူပြည်ကတိတိတော်ကားတွေလူသားတွေကအလုံးမျောလင့်နေကြတယ် 설하고